အရှင်ဖရာလူဝတရားတွေနဲ့နေရတဲ့တပြည့်တော်တန်နေရာကလွတ်ချင်ပါတယ်ဖရာတာဝန်နေနဲ့နေရတဲ့တပြည့်တော်ကို နေရင်ထိုင်ရင်အပယ်လေးပါးကလွတ်တဲ့တရားလေးရှင်းမြင်ပြီးတော်မူပါဖရာဆိုပြီးတော့ခိုင်ခိုင်ထွန်းဆိုတဲ့အကောင့်ပိုင်ရှင်ကဘဝရဲ့ဘယင် ဖြစ်ဖို့ဆိုရင်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ် လူဝတ္တရားတွေကိုကြည်ပွန်အောင်အားထုတ်နေခြင်းဟာလဲတဏှာကလွံ့မြောက်နိုင်တဲ့တရားပါပဲလို့ပြောချင်တယ်ဝတ္တံအပရိပူရံတောနာသီလံပရိပူရတိတဲ့ဝတ္တရားတွေမဖြည့်ကျင်တဲ့သူဟာ သီလကို မဖြည့်ကျင်တဲ့သူပဲဝတ္တရားတွေကို ဖြည့်ကျင်နေတဲ့သူဟာလဲသီလကို ဖြည့်ကျင်နေသူပဲပေါ့ဝတ္တံပရိပူရံတောသီလံပရိပူရတိ ဝတ္တရားတွေကိုအကောင်းဆုံးဖြည့်ကျင့်နေသူဟာသီလကိုအကောင်းဆုံးဖြည့်ကျင့်နေသူပါပဲဝိသုဒ္ဓသီလောတပညောစိတ်တည်ကက်ကံပြီးဝိတ္တိသီလစင်ကြယ်ပြီးဆိုရင်ပညာဉာဏ်นี่တိုးပွားလာပြီးတော့စိတ်တည်ငြိမ်မှုကိုရတယ်တဲ့အဝိခိတစိတ်တော်ဧကေကောတမ္မာဓမ္မဝိပတ္တိစိတ်တည်မပြန့်လွန်တော့ဘူးစိတ်တည်တည်ငြိမ်နေဆိုရင် ကောင်းတဲ့တရားတွေကိုသိမြင်တယ်တဲ့။တမ္ပတ္တမနောတတ္တမဒုက္ခသောပရိမုစတိအဲ့လို ကောင်းတဲ့တရားတွေကို မြင်ရင်လဲဆင်းရဲဒုက္ခတဏှာက လွတ်မြောက်တယ်။ဒါကြောင့်လူဝတ္တရားတွေနဲ့နေနေရတဲ့တပြည်တော်တဏှာဒုက္ခကလွမြောက်ချင်းပါတယ်ဆိုရင်အဲ့ဒီကိုလှုပ်တဲ့လူဝတ္တရားတွေကို အကောင်းဆုံးဆောင်ရွက်ပါလို့ အခြေခံအနေနဲ့ပြောရမှာပါပဲအဲ့ဒီလူဝတ္တရားတွေကိုအကောင်းဆုံးဆောင်ရွက်သားပြီးပြင်စာရိတ္တလူသီလတွေဖြည့်ကျင့်နေတယ်လို့ဆိုရမယ်ဥပမာပြချင်ပါတယ်ကိုဟာသာသမီတယောက်ဖြစ်နေတယ်ဆိုရင်မိဘအပေါ်သာသမီဝတ္တရားတွေကြေပွန်အောင်ဆောင်ရွက်ပေးနေတာဟာသီလမဟုတ်လားကုသိုလ်တွေမဟုတ်ဘူးလားကိုဟာအိမ်တော်ဦးစီးတယောက်ဖြစ်နေတယ်ဆိုရင် ကိုဇနီးကိုမိသားစုအပေါ်တာဝန်နေကြည်အောင်လင့်ဝတ်တရားတွေဆောင်ရွက်နေတာဟာလူသီလလူကျင်ဝတ်မဟုတ်ဘူးလားအဲ့ဒါကုသိုလ်တွေမဟုတ်ဘူးလားကိုဟာမိဘတယောက်ဖြစ်နေတယ်ဆိုရင်ကိုသားသမီးတွေအပေါ်မကောင်းတာတွေတားမြစ်ကောင်းတာတွေညွှန်ပြအတတ်ပညာတွေသင်ပေး အရင်နည်းတွေထုတ်ပြီးလောကရပ်တည်နိုင်အောင်လှုပ်ပေးစသည်ဖြင့် အဲ့ဒါလူမိဘဝတ္တရားတွေကြေပွန်အောင်ဆောင်ရွက်နေတာလူသီလလူကျင်ဝတ္တဖြည့်ကျင့်နေတာပဲမဟုတ်ဘူးလားအဲ့ဒါကုသူတွေပဲမဟုတ်ဘူးလားကိုအိမ်ကိုရက်ကိုရွာကိုနိုင်ငံကောင်းအောင်ရတ္တာဝန်ရွာတာဝန်နိုင်ငံတာဝန်တွေကိုကြေပွန်အောင်ထမ်းဆောင်နိုင်သူ ဖြစ်နေတာလေလူသီလလူတာဝန်တွေဖြည့်ကျင့်နေတာပဲမဟုတ်ဘူးလားအဲ့ဒါတွေလေကုသီတွေပဲမဟုတ်ဘူးလား ဒါကြောင့်လူဝတ္တရားတွေလူတာဝန်တွေဖြစ်ကျင်နေရတဲ့လူတယောက်အနေနဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ချင်ပါတယ်ဆိုရင်အဲ့ဒီလူဝတ္တရားလူတာဝန်တွေကိုအကောင်ဆုံးတာဝန်ကြည့်အောင်ဆောင်ရွက်နေတာလေဆင်းရဲဒုက္ခကလွတ်မြောက်စေတဲ့ကုသိုလ်တွေပါပဲလို့ရင်းစေခြင်းသိစေခြင်းနဲ့လူမှာမကောင်းတာတွေမလုပ်ဘူးဆိုတဲ့ဝါရိတ္တသီလနဲ့ ကောင်းတာတွေလုပ်မယ်ဆိုတဲ့စာရိတ္တသီလာဆိုပြီးတော့လူသီလာနှမျိုးရှိတယ်မတတ်ယုံမခိုးယုံမလိန်ယုံသူများမစော်ကားယုံဆိုတာတွေကဝါရိတ္တသီလာ မကောင်းတာတွေမလုပ်တဲ့သီလာပဲမိဘကမိဘဝတ္တရားကြည်အောင် သာသမီကသာသမီဝတ္တရားကြည်အောင်ဇနီးကဇနီးဝတ္တရားကြည်အောင် လင်ကလင်ဝတ္တရားကြည်အောင် ကိုရက်ကိုရွာတာဝန်ကြီးအောင် ကိုမျိုးကိုနဲ့တာဝန်နေကြအောင်ဆောင်ရွက်နေကြမယ်ဆိုရင်လေစာရိတ္တသီလတွေဖြည့်ကျင့်နေတာပါပဲအဲ့ဒါလို့တာဝန်နေကြအောင်ဆောင်ရွက်နေတာဟာသီလတွေမှုနေရင်ထိုင်ရင်လှုပ်ရင်ကန်ရင်နဲ့အပေကလွတ်စီတဲ့အကျင့်တွေတရားတွေပါလို့သိမြင်စေခြင်းနဲ့နောက်တစ်ခုထပ်ပြောရရင်ကိုဟာ သွားနေနေစားနေနေရက်နေနေထိုင်နေနေ ထမင်းဟင်းချက်နေနေအဝတ်လျှောနေနေအိမ်သာတဲ့ပဲတက်နေနေ အမြဲတမ်းလုံနေရမယ့်အရာက ကို့အသည့်ကို့စိတ်မှာအလွမ်းလိုခြင်းရခြင်းဖြစ်ချင်းနေတဲ့ကို့စိတ်ကိုပင်ပန်းဆင်းရဲစေတဲ့ကာမအတွေ့အဆိုတွေသူများကိုဖြည့်ဆည်းခြင်းပျက်စီးစေခြင်းနဲ့ဗျာပါဒအတွေ့အဆိုတွေသူများကိုညှင်းဆဲခြင်းနှိပ်စက်ခြင်းနေတဲ့ဝိဟိန်တာအတွေ့အဆိုတွေ အဲ့ဒီမကောင်းတဲ့အတွေးဆိုးတွေကိုမဝင်လာအောင်ဝမ်းလာရင်လေဒီအတွေးဆိုးတွေဟာငါ့အတွက်ဆင်းရဲခြင်းတွေအကျိုးတွေပဲရှိတယ်လို့သိမြင်ပြီးတော့မောင်းထုတ်နိုင်အောင် အမြဲအားထုတ်နေပါအဲ့ဒါလို့ဘာလို့နေနေကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကိုဆင်းရဲစေတဲ့အတွေးဆိုးတွေမဝင်အောင်ဝမ်းလာရင်လေမောင်းထုတ်နေနိုင်အောင် နေခြင်းဟာယခုရောနောင်ရောပစ္စုပန်ရောတန်နရာရော ဆင်းရဲဒုက္ခတွေကလွတ်စေတဲ့နေရင်ထိုင်ရင်သွားရင်လာရင် လူအလုပ်တွေကို လုံရင်ကန်ရင်နဲ့လုံနေရမယ်အကောင်ဆုံးတရားအားထုတ်ခြင်းပါပဲလို့ပြောရင်အဲ့ဒါလိုနေတဲ့သူအဲ့ဒါလိုအားထုတ်နေသူဟာအာရတဝိရိယပြင်းထန်စွာတရားအားထုတ်နေသူတဏ္ဍသံသမိတံတရားကို အမြဲမပြတ်အားထုတ်နေတဲ့သူလို့ဗုဒ္ဓကလမ်းညွှန်ခဲ့ပါတယ်လို့ပြောကြရင်ပဲ နှီးကုန်းချုပ်ချင်ပါတယ်အာလုံအာလုံလူတာဝန်လူဝတရားမိဘတာဝန်သာသမီတာဝန်ဇနီးတာဝန်လင့်တာဝန်ကိုရက် ကိုရွာကိုမျိုးနယ်ကိုနိုင်ငံရဲ့တာဝန်တွေကိုခြေဝန်သူများဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနှီးကုန်းချုပ်လိုက်ပါတယ်